ကဲတောက်သမီးတို့မင်္ဂလာပါမင်္ဂလာပါ Chasing Fruits ရဲ့ဒုတိယမြောက်အပိုင်း Part 2ကနေပြန်လဲကြိုးစားပါတယ်အဲ့တော့ရှေ့အပိုင်းမှာဒီဟာလေးဟိုမှတ်မိမယ်ထင်ပါတယ်နော်အဲ့တော့ဒီတစ်ခေါက်မှာ mouse လေးကဒီ PLA1 play ဆိုတဲ့ button လေးပေါ်တင်လို့ရှိရင်အယောင်လေးပြောင်းမယ်အဲ့အယောင်ပြောင်းတဲ့ဟာလေးကိုတို့ကြိုးစားကြည့်ရအောင်ကြိုးစားကြည့်ရအောင်အဲ့တော့ခုတ်ထည့်ဖို့အတွက်ဒီဟာလေးကိုအလဲကဒါလေးကို နည်းနည်းလေးအသေးသေးလေးလောက်ထားမယ်ကြည့်ရအောင်ဟုတ်ပြီအဲ့တော့ထုံးစက်တိုင်း events ကစမယ် one green flag clicked ဒီအနေစမယ် green flag ကိုနှိပ်တဲ့အချိန်မှာဘာဖြစ်မလဲဘာဖြစ်မလဲဆိုတော့ကအမြဲတမ်းသူ့ကိုတွားနေမှာဖြစ်တဲ့အတွက် control ထဲမှာ forever ရေဟိုတွား forever ပြီးလို့ရှိရင် if then s ကိုထပ်ပေးမယ် okay เนาะ get the synth လို့เนาะဒီ synth လို့เนาะဒီ synth လို့ပြီးလို့ရှင် तू อ่ะဆရာတို့ကလက်ရှိမှာဒီမှာ backdrop မှာ backdrop number 1 2ရှိနေတယ် backdrop number 1နဲ့2နဲ့ရှိနေเนาะအဲ့တော့ backdrop number 1 2ကိုမူတည်ပြီးတော့တို့က code တွေရေးနေရေးနေရမှာပေါ့เนาะအားကြောင့်တို့ကဒီအားလေးတွားရအောင် operators တွေမှာ Mm. backdrop number က1ဖြစ်ရင်အဲဒါလေးဒီထားနော်အဲ့တော့ if backdrop number 1 backdrop က number 1ဖြစ်တယ်ဆိုတော့ဘာပြောရအောင်ဒီမှာ backdrop ရှိတယ်အဲ့မှာဆဆာချင်းမှာဒီဟာဒီအပေါ်ကဒီ1ဖြစ်နေ chasing fruit ဆိုတာဖြစ်နေရင်လို့ပြောတာဖြစ်နေရင်အဲ့ဒီဖြစ်နေတဲ့အချိန်မှာဘာလုပ်မလဲ pattern ကအဲ့ချိန်မှာမပေါ်နေမှာနော်ဟုတ်တယ်နော်အဲ့တော့အာ sorry ဒီကောင်းက if if ပဲဖြစ်ရမယ် one ဖြစ်မှာ one ဖြစ်တဲ့အချိန်ကျမှဒီဟာလုံးမှာ two ဆိုရင်ဒီဟာမလုံးတော့ okay နော် one ဖြစ်တဲ့အချိန်ဒါလုံးမှာဖြစ်တဲ့အတွက် if backdrop number equal 1 backdrop က1ဖြစ်တဲ့ဟေးဆိုရင်ဒီအောက်က code ကိုရေးပါအဲဒီအောက်က code ကိုရေးမယ်ဟုတ်ပြီအဲ့တော့အခုကဒီ play နဲ့ mouse က play for တင်လိုက်တဲ့ဟေးဆိုတာဘာဖြစ်နော် touching ဟာလား touch ဆိုတော့သူက sense sense word မှာ touching mouse pointer အဲ့တော့ဆိုလိုချင်တာကွာဒီ play နဲ့ mouse နဲ့ထိတွေ့ပြီးတွေ့သွားပြီးဟေးဆိုလို့ရှိရင် mouse လေးကဒီ play ပေါ်မှာလာပြီးရှိနေပြီးဟေးဆိုလို့ရှိရင် ဘာလုပ်မှလဲဒီ costume ကဒီအောက်ကအရာပြောင်းမှာဒါဆိုဒီအောက်က costume ရဲ့နာမည်က selected အဲ့တော့ဘာဖြစ်မှန်းထင်တော့ခံမှန်းကြည့်ပါဦးเนาะအဲ့တော့ costume ဆိုတာဒီမှာ looks အရာပြောင်းခြင်းတာပုံစံပြောင်းခြင်း looks တဲ့ကိုသွားရှာအဲ့တဲမှာရှာမယ်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 ဒါလေးတွေ့တယ် switch costume to selected ပေါ့ okay ဟုတ်ပြီအဲ့ကျနှိပ်ကြည့်အောင်ဟိုပါပြလေးရှင်းနေအဲတဲတဲတဲကြည့်မယ် ဆက်စားခြင်းအပြာလေးနော် mouse တွေဟိုထားရတာထားပြီး mouse တွေတင်လိုက်ပြီး ticking အာဟုတ်ပြီနော်ဒါမိုက်နေမိုက်သွားပြီကဲအဲ့တော့သူ့ဆရာဒီကနေဖြုတ်လိုက်တော့မပြီးသေးဘူးနော်မပြီးသေးဘူး size တွေတအားကြီးသွားတာသေးသွားတာဒါတွေနော်အဲ့ရောကြီးမြင်နော်ဒါလေးတွေဆက်လုပ်မယ် if လေးထပ်ထပ်မယ်ဆရာကလေးတွေ if လေးထပ်ထပ်မယ် if ီအမှာ switch costume အမှာ if leo ထည့်မယ် if leo ထည့်ပြီးလို့ရှိရင် operators တဲက lesson လေးကိုယူ lesson လေးကိုယူပြီးလို့ရှိရင်size သူရဲ့ size က313 118တဲ့ငယ်လို့ရှိရင်ဆိုလိုချင်တာဒီ play pattern လေးက118တဲ့ငယ်ရယ်ဆိုလို့ရှိရင်အဲ okay เนาะသူ size ကိုဆရာတို့ကြည့်လိုက်မယ်ခဏနော်ဆရာဒီဘက်ကချိန်း size by size by 2 ကဲအဲ့ဒါဒီလိုလေးလောက်လိုက်အောင်မယ်အဲ့ဒါလေးကိုဒီခုတ်ကလေးကိုရေးပြီးအဲ့ခုတ်ကိုဆရာတို့စမ်းကြည့်အောင်နေမယ်အိုးအကြီးဖြစ်သွားတယ်ဟွန်းဒါဆိုအကြီးဖြစ်သွားပြီဆရာတို့နည်းနည်းလေးပြန်သေးမှရမှာပေါ့ဟုတ်တယ်နော်ဒါဆိုရင်အခု size က131တဲ့ဘာဖြစ်တယ်ညာဖြစ်တယ်ငယ်တယ်ဟေးဆိုလို့ရှိရင်သူ့ကိုကြီးတယ်ဟေးဆိုလို့ရှိရင်နောက်တစ်ခုဘာလုပ်မလဲသေးအောင်လीသေးရအောင် သေးရအောင်ဟေးသေးရအောင်ဒါဆို else တဲမှာထည့်မယ် s တဲမှာကြာတော့ဆရာတို့က costume ကိုဒီ costume ကို duplicate လုပ်လိုက်မယ်ဒီကောင်ဖယ်လိုက် switch costume to ဆိုပြီးတော့ unselected ကိုပြောင်း unselected ကိုပြောင်းပြီးလို့ရှိရင်ဆရာတို့က file size ကိုလည်းနည်းလေးဟောလို့ရအောင် ዲሴው ተዋል ክሪለስ ግሬታ ዘን ዊ ዩ ያ ክዶዘን ዩ ያ ና ሶሪ ኢፍ ተ ያ ማለ ሜ okay size ကဘာဖြစ်သွားပြီလဲ size ကသူ့ဆရာက69ထားလိုက်မယ်69ထားလိုက်မယ်အဲ့တော့ဒီမှာ change size ဖိုင်အောင်ဆရာ duplicate လုပ်လိုက်မယ်2မဟုတ်တော့ဘယ်နဲ့ minus 2ထားကြည့်လိုက်မယ် okay နော် okay အဲ့တော့ run ကြည့်အောင်ဆရာလေးနှိပ်ပြီးအာတန်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  ဒါသွားတဲ့အယောင်ပြောင်းနေဒီဘော်တင်လိုက်အယောင်ပြောင်းနေအယောင်ပြောင်းနေမကော size ပါကြီးလိုက်တယ်ပြောချင်တာ play ကိုနှိပ်ထားမှန်းသိအောင်လို့ play ပေါ်ရောက်နေမှန်းသိအောင်လို့ဒီက mouse ကိုအပေါ်ဘေးကိုအောက်ကိုဆွဲဘေးကိုသွားလိုက်မယ်ဆိုရင်သူကသေးသွားတယ်ဒါပဲဟုတ်ပြီဒါဆိုဒါ play ကသူ့ရဲ့နေရာကတော်တော်ကြီးအဆင်မပြေဘူးဖြစ်နေရဲ့အဲ့တော့ဆရာတို့ဒီနာကစာတီကို x ကို0ထားမှလား စီရိုပဲထားကြည့်အောင်ဒါလေးလေးကောင်းပါလေစီရိုပဲထားလိုက်ပါတာ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 အာโอเคเนาะဒါဆိုရင်ဆရာတို့ဒီမှာ play button ကိုရသွားပြီ play button ကိုရသွားပြီရပြီအဲ့တော့ဒီတစ်ခါမှာဆရာတို့က play button လေးကိုဒီလိုလေးနှိပ်တက်သွားပါပြီ oops ကျေစုတင်ပါတယ်ဘယ်ရောက်ကောင်းတာတော့ကွယ် um alright okay ဲ့တော့အခုချိန်ထိတာအဆင်ပြေသွားပြီဆိုလို့ရှိရင်ဒါလေးကို file တွေက save to your computer save လုပ်မယ် save လုပ်ပါ replace replace ကို name မယ်ရပြီအဲ့တော့ဒါ part 2ပါကွယ်တခြားလေးလေ့ကျင့်ပါကွယ် Bye bye.